မင်္ဂလာပါဒီနေ့တော့ Manchester United ကစားသမား Jadon Sancho အာသူ Serie Champion Napoli ကိုဒီနေ့ရာဒီပြောင်းနိုင်ချေရှိတယ်ဆိုတဲ့သတင်းတွေပေါ့လေအဲ့ဒီသတင်းတွေကလည်းဒီ Gianluca Di Marzio တို့ Sky Sport Italia တို့လို့ Italy မှာတော့နာမည်ရသတင်းရင်းမြစ်တွေကထွက်လာတာဆိုတော့အာစိတ်ဝင်စားစရာပဲဒီနေ့အဲ့ဒီအလားအလာရဲ့အသေးစိတ်တွေဆန်ချိုးရဲ့လက်ရှိအခြေအနေနာပိုလီကပေါလိုစိတ်ဝင်စားတာလဲအခက်ခဲတွေကပါဖြစ်မလဲဆိုတာကိုဆွေးနွေးကြည့်ကြမယ်လေ။ နော်ကဲဒီအထက်ကိုဆင်းကြည့်လိုက်အောင်ပရမဇုံစန်ချိုမန်ယူကနေထွက်ရတော့မယ်ပုံစံကိုယဉ်ကြည့်အောင် United ကတူကိုရောင်းချင်နေပြီဆိုတာကတော့อืมတော်တော်လေးရှင်းနေတယ်လောက်ပဲအာဟုတ်တယ်ပြီးခဲ့တဲ့ရာဒီချယ်ဆီမှာအငားသွားကစားတာလဲအမ်တိတ်ပြီးတော့အောင်မြင်တယ်လို့ပြောလို့မရဘူးမှန်ပါတယ် Real Betis နဲ့ Conference League Final မှာအရေးပါတဲ့ဂိုးတော်သွင်းခဲ့ပါသေးတယ်။ဟုတ်တယ်။ဟုတ်တယ်ဟုတ်တယ်။ဒါပေမဲ့ Chelsea ပြည်သက်တရော Club အတော့ပါသူ့ရဲ့အငားသက်တန်ကအားရစရာတော့မရှိခဲ့ဘူးပေါ့ အဲ့ဒါကြောင့်လေချယ်စီကအပိသက်မခေါ်တော့ဘူးလေอืมအတင်းနေတယ်မှာဆိုပေါင်ဝါးတန်းတော့ baby ပြန်လွတ်လိုက်ရတယ်ဆိုလားပဲအဲ့ဒီချယ်စီအငားမအောင်မြင်မှုကသူ့ရဲ့ပြောင်းရွေ့တန်ဖိုးကိုတော့တက်ရောက်မှုရှိတာပေါ့မန်ယူကသူ့ကိုလက်လွတ်ချနေတဲ့အကြောင်းရင်းကလည်းအဲသူ့ရဲ့ခြေစွမ်းမငြိမ်လားရဲ့ပြီးတော့ဟိုတင်လာစာရက်များလာရဲ့ပေါ့အဲ့ဒါအတိကပဲဟုတ်ကဲ့ဒါမဲ့တစ်ဖက်ကလည်းပြန်ကြည့်ရမှာကစန်းချိုးဆိုတာအသက်25ပဲရှိသေးတယ် အရေးသွေးကတော့ရှိတဲ့ကစားသမားပဲလေမှန်ပါတယ်သူ့ရဲ့နီးစနစ်ပိုင်းတယောက်ချင်းကစားနိုင်မှုတွေကတန်ဖိုးရှိနေတော့မယ်မန်ကန်ရဲ့ club မန်ကန်ရဲ့နီးပြအောင်မှာဆိုရင်အမ်သူပြန်ကောင်းလာနိုင်သေးတယ်လို့တော့မြင်တယ်အဲ့လိုအချိန်မျိုးမှာပဲနာပိုလီကစိတ်ဝင်စားလာတယ်ဆိုတော့တရင်ကထွက်လာတာဒီမာစီယိုကတော့နာပိုလီကဆန်ချိုကိုစောင့်ကြည့်နေတယ်လို့ဆိုတယ်อืมတောင်မှအတော့လူလိုနေတာတော့ဒေကြတယ်တရင်လည်းထွက်ခဲ့တယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက Chelsea မှာတော့တိတ်အဆင်မပြေခဲ့တဲ့ကစားသမားကို Napoli လိုအသင်းမျိုးကဘာလို့စဉ်းစားနေရလဲပေါ့ Cavaris Kelia နေရအစားထိုးဖို့တတ်တဲ့ Bella ဒါမှမဟုတ် Sancho Sima Nipia Conti ga fifi club ga fifi တခုခုထူးထူးခြားခြားမြင်နေလို့လားအဲ့လားစိတ်ဝင်စားစရာပဲ Napoli ရဲ့ကစားသမားရှာတဲ့ပုံစံလေးအခု Ghana Choyo Sancho ကိုပါကြည်နေတာက Ultra Fat Pack ကိုသူတို့ Iron Side နေတယ်လို့ပဲဟွန်း Sancho ရဲ့ကစားပုံက Serie ရဲ့ ဟိုနီးစညပိုင်ပိုဆန်လက်ပုံစံနဲ့ကိုက်နိုင်မလားအဲ့ဒါစဉ်းစားစရာပဲရှင်းနိုင်တော့ပါတယ်ပရီးမီးယားလိဂ်ရဲ့အားနဲ့မနဲ့ကစားပုံကဆိုင်စီးရီးရဲ့ကတူးအတွက်ပိုအဆင်ပြေနိုင်မလားဗောဟုတ်တယ်ဒါမဲ့တစ်ဖက်မှာလည်းဂါနာချိုကိုနီးပြတကွန်တီအတွက်ရွေးချယ်စရာတစ်ခုဖြစ်တဲ့ရင်ထွက်နေတာကဒီကိစ္စကိုနည်းနည်းရှုပ်သွားစေနိုင်တယ်ဆိုတော့နာပိုလီကမန်ယူကစားသမားတယောက်မဟုတ်တယောက်ကိုတော့ချိန်နေတာတေချတဲ့လောက်ပဲဟုတ်ကဲ့ဟုတ်ကဲ့ Sky Sport Italia ကလည်း Napoli စိတ်ဝင်စားတာမှန်တယ်လို့တော့ပြောထားတယ်။ဒါပေမဲ့အဓိကအတားအဆီးကြီးတစ်ခုကိုလည်းထောက်ပြထားတယ်လေ။အဲ့ဒါကစန့်ချိုရဲ့လဆာ။ဟွန်း။ကဲအဲ့ဒီအချက်ကိုနည်းနည်းသုံးသပ်ကြည့်အောင်။ဒါကဗျန်းရွှေရဲ့အကြီးဆုံးစိန်ခေါ်မှုဖြစ်သွားနိုင်မလား။ဒါကအဆုံးဖြတ်ဖိနှိုင်းချက်အများဆုံးပဲ။စန့်ချိုမန်ယူမှာတပတ်ပေါင်း3သိန်းခွဲလောက်ရနေတယ်လို့ခန့်မှန်းကြတာလေ။များတာပေါ့။အဲ့ဒါက Napoli ရဲ့လဆာဖွဲ့စည်းပုံ။သူတို့ ထိတ်တန့်ကစားသမားတွေရတာထက်ကိုအများကြီးကွာနေတာ။ နာပိုလီကငွေရေးကြေးမှာစီကန်းရှိတဲ့ club ဟုတ်ကဲ့ဒါပေမဲ့အားသားချက်တခုလို့ပြောလို့ရတာကဆန်ချိုရဲ့မန်ယူစာချုပ်တက်တိုင်မှာနောက်ဆုံးနှစ်ထည့်ရောက်နေပြီဆိုတော့မန်ယူဖက်ကအပြောင်းအရွေကြေးမှာနည်းနည်း short ပြရနိုင်တယ်အင်းပြီးတော့ကစားသမားကိုယ်တိုင်ကတော့လာစာအများကြီး short ယူဖို့စဉ်းစားလာနိုင်မလားဒါကအရေးကြီးရဲ့မေးခွန်းပဲဒီလာစာကွာဟာချစ်ကြီးကိုနှစ်ဖက်ပြီးတော့ညှိကြမလဲဒါဆိုနှစ်ချိုပန်းကြည့်ရင်ဆန်ချိုကအတွင်းတဲ့လိုကနေရဲ့ မန်ယူကလည်းရောင်းဖို့အဆင်သင့်အဲ့ဒီအချိန်မှာနာပိုလီကစိတ်ဝင်စားလာတယ်ဒါကထို့ကြောင့်ခွင့်လန်းကောင်းတစ်ခုပဲဟုတ်ပါတယ်ဒါမဲ့ဟိုဂွေကြီးအထွတ်ထွန်းလာစားကအကြီးဆုံးအသားကြီးဖြစ်နေတယ်ဆိုတော့ဒီချင်းနေတဲ့အားလုံးကဘာလို့ဆိုလို့နေတာလဲဆန်ချိုမန်ယူနာပိုလီတိုးဖက်စလုံးအတွက်ဘလို့အကျိုးတက်ရောက်မှုရှိနိုင်မလဲအဲ့ဒါကိုပို့ကြတဲ့အမြင်နဲ့ကြီးရင်ပေါ့နေအင်္ဂလန်ကစားသမားတော်တော်များများအီတလီသွားပြီးတော့အဆင်ပြေသွားတာရှိတယ်ဟုတ်တယ်ဟုတ်တယ်တော်မိုရီတို့အေဗရာဟမ်တို့လိုပေါ့อืม စီရီယာနီးစနစ်ပိုင်းဘိုလီပေးတဲ့ကစားပုံကစင်ထရိုတက်နီကယ်ကောင်းတဲ့ကစားသမားအတွက်သူ့ရည်သွေးတွေပြန်ပြဖို့ပုံမှန်ကြံကောင်းဖြစ်နိုင်တယ်။ဖီအားလည်းနည်းနည်းယော့သွားနိုင်တယ်။သူ့ကစားပုံကိုပြန်ရှာတွေ့ဖို့ခွင့်ရကောင်းပဲဖြစ်နေပါလေ။နောက်ဆုံးအနေနဲ့နားထောင်နေတဲ့ပရိသတ်တွေအတွက်စဉ်းစားစရာလေးတစ်ခုချန်ခဲ့ခြင်းပါလေ။အကယ်လို့များဝင်ရေးကြီးရဲ့အခက်အခဲတွေကိုကြော်လွားပြီးဒီပြောင်းရွှေ့တာထက်ခဲ့ရင်ပါလေ။နာပိုလီကဂျေဒန်ဆန်ချိုအတွက်သူ့ရဲ့အကောင်းဆုံးခြေစွမ်းလေးပြန်ရှာတွေ့နိုင်မယ့်နေရာဖြစ်လာနိုင်မလား။ ဒါမှမဟုတ်ရင်တော့အဲတဲ့ဒီလာစာပြေသနာကြီးကပဲဒီစိတ်လှရှားစရာပြောင်းရွှေ့ဖြစ်နိုင်ခြင်းကိုအဆုံးသက်သွားစေမလားဆိုတာကတော့အာလာမေရီယက်တီတရင်ပတ်တင်မှာဆုံးကြည့်ရမယ်အကြောင်းရပါပဲ